။ဒိုင်း90ကြောင်းကြဲထားသွားတဲ့ရီမိုရဲ့နှုတ်ဆက်ပွဲ။ပရိသတ်မနာဝဲမိအောင်များဆဲဆောင် entertainment channel ကနေအားလုံးကိုပြန်လဲကြိုလိုက်ပါရင်။ ဒီကိစ္စကိုစတင်လိုက်တာကတော့ Raymond ရဲ့မိခင်ဖြစ်သူအစိုးရအန်ဒီခင်မြတ်မွန်ရဲ့လူမှုကွန်ရက်ဘော်ကရေးပွင့်ချက်တွေပဲဖြစ်ပါတယ်။အန်ဒီအစားကိုဖျက်ရတဲ့သူတိုင်းစင်မကောင်းဖျက်ရပါတယ်။ပရိသတ်တွေရဲ့လွမ်းဆိုးမှုအတွက်အမှတ်ရပွဲလေးတစ်ခုလုပ်ဖို့စိတ်ကူးကဲ့ဘူးတဲ့ Raymond ရဲ့မိခင်ဖြစ်သူကစနေမာလကောင်မှာဖော်လုံးတဲ့ဂျီဂျီတို့က Indian နှုတ်ဆက်ပွဲအတွက်ခွင့်ပြုချက်လာယူပြီးဆွေးနွေးခြင်းကြောင်းပြောလာခြင်းမှာဒေါ်လင်းအောင်သွားခဲ့ရပါတယ်။လေးနေကျော်ဆက်တယ်မရှိပဲပြောင်းကွယ်နေခဲ့တဲ့သူကရုတ်တရက်ကတော့ခြင်းနေဆိုပြီးပေါ်လာတာတကယ်တမ်းကျတော့ Indian နှုတ်ဆက်ပွဲအတွက်ခွင့်ပြုချက်လိုခြင်းလိုမယ်နောက်မှသိခဲ့ရပါတယ်။ မူလကခွင့်ပြုကျင်ခဲ့ပေမဲ့တွေ့ပြီကိုလွမ်းနေတဲ့သူတွေအာသာပြေစေဖို့နဲ့ဥဆောင်သူမရှိတဲ့ဧရိယာကိုစိတ်ဖြတ်ပြီးနှုတ်ဆက်လိုက်တာပိုကောင်းမယ်လို့ယူဆပြီးခွင့်ပြုခဲ့ပါတယ်။ဂျီဂျီကရပိုင်ခွင့်ဆယ်ကတန်းတစ်ခုအပြင်ကရောမွေဆယ်ကတန်းတစ်ခုအပေါ်ထပ်ဆောင်ပေးမယ်လို့ပြောတာနဲ့အချင်းချင်းမို့ယုံကြည်ပြီးနှုတ်ကလေးတာယူပြီးတော့စာချုပ်တော်မချုပ်ခဲ့ပေမဲ့ဘန်ဘက်ကတော့လုတ်ခဲ့ရလို့သိရပါတယ်။ပွဲနဲ့ပတ်သက်ပြီးဘသူကလေးဆိုမယ်၊ဘာသချင်းဆိုမယ်ဆိုတာကိုတေချာတိကျအောင်ပြောခဲ့တယ်လို့ခွင့်ပြုချက်ရပြီးနောက်ပိုင်းမှာလည်းဘသူကမှမိသားစုကိုအတီးပေးတိုင်ပင်နှိမ့်တိုင်းဆွေးနွေးခြင်းတွေလုံးဝမလုပ်ခဲ့ပါဘူး။လက်မှတ်တွေဈေးကြီးပေးပြီးရောင်းချနေတာပွဲမှာဂီတာမျိုးစားမတူသူတွေကိုစိတ်တိုင်းကျထဲသွင်းစီတင် ေတာတွေကိုတော့ Facebook ပေါ်ပြဿနာတက်မှသိခဲ့ရပါဘူး။ဒီလိုမိသားစုမသိနိုင်တဲ့ကိစ္စတွေအတွက်တချို့ရဲ့အပြစ်တင်ဝေဖန်မှုတွေကိုပါမစီမဆိုင်ခံခဲ့ရရလို့ရဖွေခဲ့ပါရင်ပွဲပြီးတဲ့နောက်မှာတော့ရာသီရလိုက်တဲ့အကျိုးခံစား권၁၀ကဏ္ဍကိစ္စအတွက် follow ကိုမေးတော့ជីជីကပေးခိုင်းထားတယ်လို့ပြောជីជីကိုမေးတော့ follow ကိုစာချုပ်စာရိုက်နဲ့ရှင်းပြပြီးတရားတမျိုးပြောနေကြတာကြောင့်တိကျတဲ့အဖြစ်များခဲ့ပါဘူး။ရေမွန်ကမူပေါ်ကကြားလာတဲ့နှစ်ဘာမဟုတ်ပဲသူသားရေမွန်ဖြစ်ပေါ်အတွက်အမေနဲ့တကွအများကြီးပြင်ပန်းခံ ထန်းတင်ခဲ့ရတာအားလုံးသိပါလေရတယ်။တာမရှိတော့အချိန်မှာသူစိုက်ပြိုးခဲ့တဲ့အသေးပွင့်ကိုမိသားစုကစားသုံးမှုအတွက်ဘာရီမနာလို့ဖြစ်မကျေနပ်ဖြစ်နေကြပါလေလို့ရင်နာနာနဲ့យေတာထားခဲ့တာပါ။အဆုံးသတ်အနေနဲ့ဒီနေ့ဒီအချိန်ကနေစပြီးတော့ Raymond Adia နဲ့ပတ်သက်တဲ့ကိစ္စဝဝသည်သူရဲ့ကျန်းသူမိသားစုနဲ့လာတက်ဆိုင်ပြီးတော့မိသည့်လူပုဂ္ဂိုလ်အဖွဲ့အစည်းနဲ့မှမိသည့်ကိစ္စမှမတက်ဆိုင်တော့ပါအကြောင်းဆိုပြီးတော့ပြတ်သားစွာကြေညာခဲ့ပါတယ်။ဒီရင်ဝင်ချက်ပေါ်မှာဘေဘက်ကကြားပေါ်ကလည်းတုံ့ပြန်ခဲ့ပါတယ်။သူကဖော်လုံးကိုအီဒီယိုနဲ့ပတ်သက်ပြီးလှုပ်ရှားတယ်ပြောတာကတော့အီယာဆုံးပဲလို့ပြောတာကာကွယ်ပေးခဲ့ပြီး ဂျိန်းဟတ်တန်ဖေးကိုဥမာပေးပါဆိုတော့မရှိတာနဲ့တချင်းတွေကမိခင်နဲ့ဇနီးကပိုင်းနေဆိုပြီးလုံးလို့မရကြအောင်မိုဘိုင်းခွင့်အားဘဏ်အဖွဲ့ဝင်တွေသာတက်ဆိုင်အောင်ရှင်းပြခဲ့ပါတယ်။ EDS ဆိုတာ remote တယောက်တည်းမကြောင်မဟုတ်ပဲအကုန်လုံးတူတူဒီမှအဒီတန်ထွက်လာလို့ remote ကိုယ်တိုင်ဖြေထားဖို့ကြောင့်ကိုဘလုံးမရှိရင်လည်း EDS ကခေးရှည်ကြီးရှောင်းနိုင်မှာမဟုတ်ကြောင်း EDS ရုံးကန်ခဲ့ရတဲ့အချိန်တွေမှာဘယ်မိသားစုဆွေမျိုးကမှလှဲမကြည့်ခဲ့ကြလို့ပဲလို့ဆိုပါတယ်။ အနီကကိုတွရဲ့အမေဆွဲနေရမှာရှိတယ်။ဘန်ကိုပဲဖြစ်စေ၊သင်းကိုပဲဖြစ်စေအနီနဲ့မဆိုင်ဘူးလို့ဒေလိုပြောဆိုခဲ့ပြီးရှိုးလုတ်ခန်ဒီလေးစားစားအတိလာပေးတာကိုကျေးဇူးတင်တင်ကြောင်းတွမိနဲ့တွမိနဲ့လှူစားနေတာတွေကိုတကယ်လဲဘယ်သူလဲဆိုတာသိချင်ကြောင်းမှန်ကြည့်ပါဆိုပြီးတော့ပြင်းထန်တဲ့စကားတွေကိုချုပ်ခဲ့ပါတယ်။ဒီရင်းပွားမှုမှာဘယ်သူကမှန်တယ်ဆိုတာဆုံးဖြတ်ဖို့ခက်ခဲပါတယ်။ဒီကိစ္စကဂီတာသမားတွေနဲ့ယင်းနေတဲ့မိတ်ဆွေတန်ရောဆင်နေမိသားစုရဲ့ဂုံသိခါတွေနဲ့ဂီတာမူပိုင်ခွင့်ဆိုင်ရာရှုပ်ထွေးမှုတွေရောထွေးနေတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ရေမဲအီဒီယိုနဲ့ပတ်သက်တဲ့ကိစ္စဝါဝါကိုမိသားစုနဲ့လာတက်ဆိုင်ပြီးတော့ မိသည့်လူဘိုးကိုအဖွဲ့အစည်းနဲ့မှမိသည့်ကိစ္စမှမလုပ်တော့ပါအကြောင်းဆိုတဲ့အန်ဒီခင်မြတ်မွေရဲ့ကြေညာချက်နဲ့အတူအီဒီယိုရဲ့နှုတ်ဆက်ပွဲပြီးမှဘလို့ပြောင်းလဲနေဆက်ဖြစ်လာပါလဲဆိုတာကတော့စောင့်ကြည့်သွားရမှာဖြစ်ပါရင်ဟုတ်ကဲ့ပါမြောင်းဗီဒီယိုကတော့ပါပဲနောက်နေ့မှလည်းအင်္ဂစားနေ့ပတ်သက်တဲ့သတင်းကြောင်းတွေတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ